ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေကဖတ်ဆရာများအစီအစဉ်ရဲ့ဒုတိယပိုင်းဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်တာနိုးဝင်နေတူကျမခင်းကြီးဇိုရိုကတင်ဆက်ပေးတော့မှာပါဟုတ်ကဲ့အခုဒုတိယပိုင်းအတွက်ခင်းနင်းဖြူဆိုတာပေါ့နော်ဘယ်သတင်းတွေက ဘယ်သတင်းစာတွေကသတင်းတွေမှာရွေးထားလဲမသိဘူးဗျာဟုတ်ဟုတ်တော့မြန်မာကဒီနေ့ထုတ်ဒီဒီမိုကရေစီတူတွေကဒီမိထီလာကေဇယ်ရေးစခန်းများမှာဒုက္ခသည်များကိုယခုနှစ်နှစ်ကုန်ပိုင်း၌အပိသက်ပြန်တဲ့နေရာချထားပေးပြီဆိုရယ်ဒီသတင်းမို့အကောင်းဆုံးမို့အားလေးဖော်ပြချင်ပါတယ်ဟုတ်ကဲ့ပါဒီမိထီလာကေဇယ်ရေးစခန်းများမှာဒုက္ခသည်များအားယခုနှစ်အကုန်တွင်အပိသက်ပြန်တဲ့နေရာချထားပေးတော့မည်ဖြစ်ကြောင်းမိထီလာမျိုးနယ်အုပ်ချုပ်ရေးမှုကနိုဝင်ဘာ28ရက်နေ့ကပြောကြားလိုက်ပါတယ်တဲ့မိထီလာမျိုးနယ်အုပ်ချုပ်ရေးမှုဦးစော်မျိုးလိုင်က ကယ်ဆယ်ရေးစခန်းလေးခုမှာဒုက္ခသည်3200ကျော်တန်နေသေးပါတယ်။ဒီဇင်ဘာလကုန်အပြီးမှာပြန်လည်နေရာချထားပေးဖို့ခန့်မှန်းထားတယ်တဲ့။ကြံရင်လည်းနည်းနည်းပပပဲကြံဖို့ရှိပါတယ်တဲ့။ပြန်လည်နေရာချထားပေးဖို့မြေနေရာတွေတတ်မှတ်တာတတ်မှတ်ဖို့လုပ်နေပါတယ်ဆိုပြီးတော့ပြောထားပါတယ်။ဒီမိထီလာမြို့မှာ2013ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ပရိပခအပြီးမှာကယ်ဆယ်ရေးစခန်းလေးခုတွင်ကျန်ရှိနေတဲ့ဒုက္ခသည်များကိုပြန်လည်နေရာချထားပေးဖို့စီစဉ်နေတာဖြစ်ပါတယ်တဲ့။ဒီမိထီလာခရိုင်ဘာသာပေါင်းစုံတွဲဖက်အတွင်းရင်မှုဦးစန်းဝင်းရှိန်ကတော့ မြေနေရာတွေပြန်ပေးမယ်ဆိုရင်တော့ဒီဇင်ဘာလလောက်မှာအပြီးတက်နိုင်မယ်အိနေရပြန်ဆောက်တာကတော့ကိုနီကိုဟန်နဲ့ပဲပေါ့တဲ့ကင်းစည်စခန်းတွေကိုစမ်းစီစားထောက်ပံ့ပေးနေတာ၃လရှိပါပြီအရင်ကတော့ WFP ကပေးတယ်ဆိုပြီးတော့ပြောထားပါဗျာ ဒီဩဂုတ်လတွင်အိမ်အောင်စု200ကျော်အတွင်းလုံးချင်းအိမ်များပြန်လည်ဆောက်လုပ်ပေးခဲ့ပြီးပြန်လည်နေရာချထားပေးခဲ့ပါတယ်တဲ့ဒီမိထီလာမျိုးနယ်မှာ2013ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပရိပခါများကြောင့်အိမ်အောင်စု638စုအိုးအိမ်အိုးပြက်အိမ်ပြက်ဆုံးရှုံးခဲ့ရပြီးလူဦးရေ4000ကျော်ကယ်ဆယ်ရေးစခန်းများတွင်ခိုလုံခဲ့ရပါတယ်တဲ့ဒီမိထီလာမျိုးနယ်အတွင်းမှာရှိတဲ့ခရိုင်အားကစားကွင်းကယ်ဆယ်ရေးစခန်းတင်နန်းကျောင်းကယ်ဆယ်ရေးစခန်းသာသနာသာသနာယခိတတအင်းကုန်းကယ်ဆယ်ရေးစခန်း ုပ်ဖို့ဖုန်ကြီးကျောင်းကေစိစခန်းတို့မှာယခုချိန်ထိဒုက္ခသည်3200ဝန်းကျင်ကျန်ရှိနေသေးတယ်ဆိုပြီးတော့ရေးသားထားပါတယ်ဟုတ်ကဲ့ဒုက္ခသည်တော့ကျန်နေသေးတယ်ပေါ့ဒုက္ခရောက်နေရတဲ့လူတွေလည်းဘယ်လောက်ထိဓာတ်ကျန်နေသေးလဲမသိဘူးပေါ့เนาะအဲသူတို့အတွက်လည်းနေရာပြန်လုပေးမယ်ဆိုတဲ့သဘောပေါ့เนาะဟုတ်ကဲ့ကျွန်တော်ဒီမြစည်းမတွေကသတင်းတပုတ်ဖတ်ဖို့ရွေးထားပါတယ်သတင်းကခေါင်းစဉ်ကတော့ဒီပေါ့เนาะစိန်ခမ်းများကိုတိုင်းရံမှုကြီးခီးစဉ်အတွင်းမှာလိုက်လံပိတ်သိမ်းဆိုတဲ့သတင်းပါ ဒီတနင်္လာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီးပေါ့နော်ရဲမှူးကြီးဦးကျင်လင်းရဲ့နိုဘင်ဘာလ26ရက်နေ့ကိုတောင်းခီးတင်မှာတဲ့ကိုတောင်းခရိုင်မှာရှိတဲ့ဇိမ်ခန်းတွေကိုဖျက်သိမ်းမှုဒေသခံရဲအနာပိုင်များကအကြောင်းကြားခဲ့မှုကြောင့်ဇိမ်ခန်းတွေကိုဖျက်သိမ်းပေးခဲ့ရကြောင်းဇိမ်ခန်းပိုင်ရှင်တို့ကအတည်ပြုပြောကြတယ်တဲ့ဘယ်လိုပြောလဲဆိုတော့မနေ့နိုဘင်ဘာလ26ရက်နေ့2နာရီလောက်ကပေါ့တဲ့ကိုတောင်းခရိုင်နေတိန်ခေါင်းဆောင်အောင်စော်မြင့်ထွန်းကနေပြီးတော့ဖျက်ခိုင်းတယ်လို့ရက်ွက်တွေကတာဝန်ရှိသူတွေကလာပြောတော့ဖျက်သိမ်းမိလိုက်ရတယ်တဲ့ဆိုလိုချင်တာကတော့ဒီ ကော်တောင်းမှာရှိတယ်ပေါ့နော်ဇိမ်ကန်းတွေအကုန်လုံးဖျက်လိုက်တယ်ဆိုတဲ့သဘောပါပဲဒီမကဒီ7 day daily ထဲမှာပါတဲ့လေးစိတ်နှစ်ရေးစိတ်တို့ရင်တစ်လအတွင်းတရားမဝင်တစ်တန်60ခန့်ဖမ်းမိဆိုတဲ့သတင်းလေးဖတ်ပြချင်ပါတယ်ဟုတ်ကဲ့အရာရီမြစ်စိတ်ကမ်းများနဲ့တရာဦးအပြည်ဆိုင်ရာလေးစိတ်တို့ရင်နိုဘယ်မှာလာဆန်းကစတင်ပြီးတော့မိုဘိုင်းတင်အဖွဲ့နဲ့တရားမဝင်ကုံသွဲမှုများကိုဖမ်းဆီးစစ်ဆေးခဲ့ရာ တလအတွင်းမှာတစ်တန်ချိန်60ခန့်ဖမ်းဆီးရမိခဲ့တယ်ဆိုပြီးတော့သတင်းရရှိခဲ့ဆိုပြီးဖော်ပြထားပါဗျ။ဒီနိုဗ ెంబ ာတရနေ့ကစပြီးတော့၄စိတ်နှင့် ARR မြေကျောင်းအတွင်းသွာလာနေသောကုန်တရရင်တင်မောများကိုတရားမဝင်ကုန်သွယ်မှုထိမ့်သိမ်းရေးမိုဘိုင်းတင်းအဖွဲ့နှင့်စစ်ဆေးခဲ့ရာအကောက်ခုံမဲ့တင်သွင်းလာတဲ့လူသုံးကုန်နှင့်စားတောက်ကုန်များဖမ်းဆီးရမိခြင်းမရှိဘဲတစ်တမျိုးရဲကိုသာဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းမန္တလေးမိုဘိုင်းတင်းအဖွဲ့ဒုခေါင်းဆောင်စီပါကူတန်းဝင်ကြီးဌာနကူတန်းရောင်းဝယ်ရေးနှင့်စားသုံးသူဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအေးမင်းထွန်းကပြောကြားခဲ့ပါတယ်တဲ့ဒီဦးအေးမင်းထွန်းကဆက်ပြီးတော့မိုဘိုင်းတင်းအဖွဲထိုင်လိုက်တော့တင်းမောနဲ့လာမယ်တရားမဝင်ကုန်သွယ်မှုတွေမြေကြောင်းတက်လျှောက်မြေကြောင်းတက်လျှောက်မလာတော့ဘဲတခြားလမ်းတွေကနေပြောင်းသွားပါတယ်တဲ့အဲ့ဒီအတွက်လမ်းကြောင်းပြောင်းတယ်တဲ့လို့ယူဆရတဲ့နေမြေတွေကိုကွင်းစင်တရင်ထောက်လန်းပြီးတော့ဗဟုအဖွဲနဲ့တိုင်းဒေသကြီးအစိုးရတို့ကိုတင်ပြထားတယ်ဆိုပြီးတော့ဆက်ပြီးတော့ဖော်ပြထားပါတယ်ဒီမန္တလေးရေစိမ့်နဲ့လေစိမ့်များတွင်တရားမဝင်ကုန်သွယ်မှုများဖမ်းဆီးစစ်ဆေးရာတွင် နိုဝင်ဘာလကိုပညာပေးကာလအဖြစ်သတ်မှတ်ထားပြီးဒီဇင်ဘာလကစတင်ကမှောင်းခိုကုံသွင်းမှုဖြင့်အကောက်ခွန်ဥပဒေပို့ကုံသွင်းကုံဥပဒေများဖြင့်အရေးယူမယ်ဆိုပြီးတော့လည်းဆက်လက်ဖော်ပြထားပါတယ်ဒီမန္တလေးမြို့ကိုအရာဝတီမြို့ကြောင်းအတိုင်းဗမောလွယ်ကျဲစတဲ့နေဆက်များမှတဆင့်တရုတ်နိုင်ငံထုတ်စားတော့ကုံနှင့်အထယ်အလိတ်များတရားမဝင်ဝင်ရောက်မှုရှိနေပြီးချင်းတွင်းမြို့ကြောင်းနှင့်ဆက်ဆက်ကအရာဝတီမြို့ကြောင်းမှလည်းအိန္ဒိယနေဆက်ကလေးတမူးဒေသများကို လူသုံးကုန်နဲ့စားသောက်ကုန်များတရားမဝင်ဝင်ရောက်မှုများရှိနေကြောင်းမိုဘိုင်းတင်အဖွဲ့ကခန့်မှန်းထားပါတယ်တဲ့။ဟုတ်ဟုတ်ကဲ့တန်60ဆိုတော့နဲတာမှမဟုတ်တာနော်။အဲ့တော့မှလည်းရှင့်ဒီသွားတဲ့လမ်းကြောင်းကိုမိလို့တခြားလမ်းကြောင်းကပြောင်းအောင်ရုတ်တရက်ဖမ်းလိုက်တာမျိုးဆိုတော့တလအတွင်းပဲရှိသေးတယ်ရှင့်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့။တလအတွင်းကိုတန်60လောက်ထွက်နေရဆိုတော့စဉ်းစားကြပါပဲနော်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီတစ်ခေါက်တော့ကျွန်တော်ဟိုပါဘောနော်။ဟိုထဲမှာပါတဲ့သတင်းတစ်ပုဒ်ကိုရွေးထားတာပါ။ ဒီမြန်မာနိုင်ငံရဲ့ပညာရေးကျန်းမာရေးအတွက်ပေါ့နော်အိန္ဒိယပိုင်ဂျိုရူးကိုအခမဲ့အသုံးပြုခွင့်ပေးမယ်ဆိုတဲ့တဲ့မှာအဲအဲ့ဒါကြတော့အိန္ဒိယကပေါ့နော်ဒီဟောပေါ့နော်အိန္ဒိယနိုင်ငံကပေါ့နော်ဝင်းကြီးချုပ်နာရန်ဒရာမိုဒီကနေပြီးတော့မှာပေါ့နော်မြန်မာနိုင်ငံကို73ရက်နေရာရောက်ရှိတာကိုအဲ့တော့ကသူပြောသွားတာပါတဲ့ဒီမှာ South Asia Association Region Cooperation အဖွဲ့အဖွဲ့ဝင်နိုင်ငံတွေအတွက်သာအသုံးပြုဖို့အတွက်ပေါ့နော်အိန္ဒိယလွှတ်တင်ထားတဲ့ဂျိုရူးကိုအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့မြန်မာနိုင်ငံကိုအထူးအခွင့်အရေးပေးပြီးတော့သုံးစွဲခွင့်ပေးခဲ့တာတဲ့ သူက1985ခုနှစ်ခေတ်ကဖွဲ့စည်းထားတဲ့ SAARC လို့ခေါ်ရဲပေါ့နော်တောင်အာရှဒေသဆိုင်ရာအဖွဲ့မှာနီပေါ်ဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမော်လ်ဒိုက်ပါကစ္စတန်သီရီလင်္ကာနဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ပါဝင်ပြီးတော့မြန်မာနိုင်ငံကတော့လေးလာသူနိုင်ငံအနေနဲ့ပဲပါဝင်နေတာတဲ့ကမ္ဘာမှာအိန္ဒိယကဈေးစကားအသက်သာတဲ့ဂျိုဒူးတွေကိုလွှတ်တင်နိုင်နေတဲ့လွှတ်တင်တဲ့အခါမှာ SAARC အပြင် ိန္ဒိယနိုင်ငံတွေဖြစ်တဲ့မြန်မာပါကြိုးကျေးဇူးရဖို့အတွက်အိန္ဒိယဝန်ကြီးချုပ်ကကူညီတာပါတဲ့ဒီအစည်းအဝေးကိုနီပေါ်မှာကျင်းပမဲ့ SARC ထိပ်သီးအစည်းအဝေးမှာဝန်ကြီးချုပ်ကကြေညာပေးမှာဖြစ်တယ်လို့အိန္ဒိယကောင်စစ်ဝန်ချုပ်ကပြောပါတယ်တဲ့မြန်မာနိုင်ငံအတွက်တော့ဒါသတင်းကောင်းတစ်ခုပါပဲเนาะမြန်မာနိုင်ငံကဒီဂျိုရုဆလောင်းကိုအိန္ဒိယမှာတက်လွတ်တင်ထားတဲ့ဂျိုရုဆလောင်းကိုပေါ့เนาะအိန္ဒိယလွတ်တင်ထားတဲ့ဂျိုရုဆလောင်းကိုလက်ကားအသုံးပြုခွင့်ရတာပေါ့เนาะ ဟုတ်ကဲ့ပါညီမတော့ဒီနောက်တစ်ပုတ်အနေနဲ့ဒီမျိုးစိမဒီလီထဲမှာပါတဲ့မနောပွဲကျင်းပရေးမသေးကြသေးဆိုရယ်ဒီသတင်းလေးဖတ်ပြချင်ပါတယ်ဒီကချင်ပြည်ကချင်တွင်ပြန်လည်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်မနောပွဲကျင်းပရေးမသေးကြသေးဟုပွဲကျင်းပရေးကော်မတီဒူဥက္ကဋ္ဌဦးစီလွန်းကပြောကြားခဲ့ပါတယ်တဲ့ဒီကချင်မှာ2010ပြည့်နှစ်ကနောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီးတကြော့ပြန်ကချင်စစ်ပွဲများကြောင့် သုံးနှစ်ကြာကျင်းပခြင်းမရှိဘဲယခုနှစ်တွင်ပြန်လည်ကျင်းပဖို့စီစဉ်နေတော့လဲမတိကြသေးဘူးဆိုပြီးတော့ဆက်လက်ပြောကြားပြောကြားထားပါတယ်။ဒီဥစည်းလွမ်းကပဲဆက်ပြီးတော့တအမတ်တွေကိုပေးမဲ့ဖိတ်စာတွေကိုတော့ရန်ကုန်အပို့ပြီးပါပြီတဲ့။ဖြစ်မြအောင်တော့လုပ်နေပါတယ်။ပြည်သူ့ကြားမှာစိုးရိမ်မှုတွေရှိနေတော့အခုထိတော့မတိကြသေးဘူးဆိုပြီးတော့ဆက်လက်ပြောကြားထားပါတယ်။ဒီမနောပွဲကိုဒီဇင်ဘာလ၈ရက်နေ့ကနေ၁၁ရက်အထိကျင်းပရန်စီစဉ်ထားပြီးတော့မြစ်ကြီးနားမြို့ရှိမနောကွင်းကိုပြန်လည်ပြုပြင်မိုးမှန်မှုများလည်းပြုလုပ်လျက်ရှိနေပါတယ်။ ဒီကချင်တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံလာရောက်ဆင်နွှဲကြမည်ဖြစ်ပြီးဒေသတည်ငြိမ်ရေးအတွက်စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟုလည်းဆိုပါရတဲ့ဒီဒေသခံတပေါင်းနီးပါးကပြည်နယ်ဝန်ကြီးချုပ်ထံကိုကန့်ကွက်စာပေးပို့ရန်စီစဉ်နေတယ်လို့လည်းကချင်လူငယ်အဖွဲ့အစည်းများကပြောပါတယ်တဲ့ဒီကချင်လူငယ်တဦးဖြစ်သူမတ်အယ်လီကတော့မနောပွဲကာလမှာတခုခုထပ်ပြခဲ့ရင်တမိုင်းကဘယ်တော့မှပြင်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့သူကသုံးသက်ပြောဆိုထားပါတယ် ဒီကချင်ပြည်နယ်နယ်ဆက်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးတန်းအောင်ကတော့ထိတွေ့မှုတွေကမနှောပွဲနဲ့မဆိုင်ပါဘူးကျွန်တော်တို့ကတော့ဒီဘွဲကိုဖျက်အောင်လုပ်မှာပါဆိုပြီးတော့ပြောထားပါတယ်တဲ့ဒါဒီကချင်ပြည်နယ်မှာကျင်းပမဲ့မနှောပွဲကိုပေါ့နော်အခုချိန်ထိကျင်းပဖို့မတေချာသေးဘူးဆိုတဲ့သတင်းလေးကိုရေးသားထားတာပါဒီသတင်းလေးကိုဖတ်ပြရင်းနဲ့ပဲကျွန်တော်သတင်းစာတွေကဖတ်ဆရာများအစီအစဉ်ဒုတိယပိုင်းကိုရန်နာအခွင့်ပြုပါခင်ဗျာ WP ကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်ရှင်